ာသတင်းတပုတ်အနေနဲ့ကတော့မနေ့ကအစောပိုင်းကအီရန်ပစ်ခတ်လိုက်တဲ့ဒုံးကျည်တစင်ဟာအစ္စရေးတောင်ပိုင်းကစီးယုံတယုံကိုထိမှန်ခဲ့တဲ့အတွက်ကြောင့်ဒါဇင်းနဲ့ရှိတဲ့လူတွေဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီးစီးယုံကတော့တိတိတသားပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်စေယုံအပါအဝင်လူနေအစာအုပ်တွေတိုက်ခိုက်မှုကိုစစ်ရဇဝင်မှုအဖြစ်ဖော်ပြပြီးအီရန်ကောင်ဆောင်အာယာတိုလာခိုမီနီတာဝန်ယူရမယ်လို့အစ္စရေးကကွေရီဦးစီးချုပ်ကပြောဆိုလိုက်ပါတယ် ဒုံးကျည်ထိမှန်ခဲ့တဲ့အစ္စရေးတောင်ပိုင်းကဆိုရိုကာဆေးရုံဟာဒေသအတွင်းအ धिक ဆေးဘက်ဆိုင်ရာဆေးရုံဖြစ်ပြီးဆေးရုံစင်တာအပေါ်ထက်ကလွန့်ထွက်နေတဲ့ပတင်းပေါက်တွေနဲ့အနက်ရောင်မီကိုလုံးတွေထွက်နေတဲ့ဗီဒီယိုရုပ်သံဖိုင်းကိုအစ္စရေးမီဒီယာကထုတ်လွှင့်ပြသခဲ့ပါတယ်။အစ္စရေးကျန်းမာရေးဝန်ကြီးဌာနကဒီဆေးရုံကိုအီရန်ဒုံးကျည်ထိမှန်ရာမှာတော့လူပေါင်း82ယောက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ပြောထားပါတယ်။အီရန်ရဲ့ဒုံးကျည်တစင်းဟာတယ်အာဗတ်အနီးက အ ਨੇ ဆုံးနေရာနှစ်ခုမှာရှိတဲ့အထက်မြင့်အဆောက်အအုံနဲ့တခြားလူနေအဆောက်အအုံတွေအများအပြားကိုထိမှန်ခဲ့တယ်လို့ဆိုထားပါရှင်